ဟုတ်ကဲ့အဲဒီဝိဇာတိပင်းကဲမှာယုံကိုဒီကလျာထင်ဆိုရဲမိန်ကလေးနေရာနေပြောတွေ့မြင်ဖြစ်ပါတယ်ဟုတ်သူ့ရဲ့မျက်နှာလေးကဟိုကျွန်တော်တို့ဟိုကြည့်မယ်ဆိုလို့ရှိရင်အဓိကတော့ဟို agency ကောင်းတာပေါ့နော် agency ကဓာတ်ပုံတွေပို့တဲ့ခါမှာသူမျက်နှာလေးပို့တဲ့ခါကျတော့ agency အမှပြောတယ်အဲသူ့ရုပ်ကလေးအားထိုင်းနေလဲတူတယ်ပြီးတော့ရိုက်လိုက်လို့ရှိရင် ကာရိုက်တာတစ်ခုထွက်လာပေါ့အဲ့ဒါလေးကိုမြင်တဲ့အခါကျတော့တကယ်လည်းသူ့ရုပ်ကလေးအဲ့လိုလေးပေါ့နော်ဘာပြောကျွန်တော်ဇာတ်နဲ့ရမ်းလိုက်တယ်အဲအဲ့ထက်မှာတကလျာထင်ကလည်းဟိုနှစ်ဟောတဲ့ကောင်မလေးနှစ်ဟောတဲ့ခါမှာအဲ့လိုကြွေမင်းသမီးလေးလိုရမ်းလာနေတယ်ဆိုပြီးတော့မှတရွာလုံးကတင်စားထားတဲ့ကောင်မလေးအဲ့ကြောင့်သူ့ရုပ်နဲ့ကာရိုက်တာလေးနဲ့လိုက်တဲ့အတွက်ကြောင့်မို့သူ့ကို production ကနေပြီးတော့မှကန်လန်းလာပါခင်ဗျာဟုတ်တော့ကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်တို့နေကားလို့ခေါ်တာပေါ့ကျွန်တော်တို့ကားတော့တချို့ကြတော့ပေါ့နော်ဟမ် တော့ရှင်းပြောကျွန်တော်တို့လောကမှာရိုက်လို့ရှင်မင်းသားချောချောလေးလည်းကြည့်ကျင်မှာပဲလေเนาะကျွန်တော်တို့ဆိုကျွန်တော်ဆိုရှင်းပြောရင်ရမ်းချောတဲ့တိုင်မှာမပါဘူးကြည့်ပြောရုံပဲပါတယ်အဲ့တော့ဘယ်လိုကောင်လဲသူတို့ကြအပြုံးချူတယ်ကွာပြုံးလိုက်ပချိုင်လေးတွေပေါ်တယ်အဲ့တော့အဲ့ပချိုင်လေးနေဒီဂမ်ဘီယာကားကိုကြည်နေတဲ့ပြည်သက်တွေကိုဖန်ဆာလို့ရအောင်ပြည်သက်တွေအနေနဲ့မျက်စိဗရာနာဖြစ်အောင်လို့ဆက်ဆောင်လို့ရအောင်ထည့်ရိုက်တာပါ ဆွဲဆောင်မှုရှိရဲဆိုတာကျွန်တော်တို့ကပရိသတ်ကိုဟိုဘဝတုဒ္ဒပေးခြင်းနဲ့ယတအသက်လေးတွေပေးခြင်းနဲ့ဆိုတာဆိုတော့ဒီဇလန်လေးဒီ story လေးတပုတ်မှာအဲကောင်းတဲ့အရာလေးတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါလေးပေးခြင်းအဓိကပါပဲအဓိကတော့ဟောပေါ့နော်ဘဲဘာသာမဆိုကြည့်လို့ရပါတယ်ကျွန်တော်ကလေအယုံကြည်သူပဲဖြစ်ဖြစ်တခြားဘဲဘာသာဝင်တဲ့ပဲဖြစ်ဖြစ်အဓိကကိုယ်စိတ်ကောင်းနေဖို့ပဲလိုတာဟို ကိုချင်းစာစီကလေးရှိရမယ်ပြီးတော့ဖြစ်တည်မှုဘာမှကံကံအကျိုးကိုယုံကြည်ပြီးတော့ကိုချင်းစာစီလေးနဲ့တစ်ဖက်သူကိုနားလည်ပေးမယ်ဆိုရင်ဘယ်ပစ္စည်းပဲကိုယ့်လက်ထက်ကိုရောက်လာရောက်လာကိုကောင်းနေသူကြီးကိုရှိကိုကောင်းတာပဲရောက်လာမှာပေါ့နော်ကိုကမကောင်းဘဲနဲ့တော့ကောင်းတာမျိုးလင့်နေလို့ရမှာမဟုတ်ဘူး အဲ့ဒါလေးကိုဒီကားထဲမှာ message ပါပါတယ်ခင်ဗျာကျွန်တော်တို့ဒီကားလေးကိုစင်စာတင်တဲ့အခါမှာလေစင်စာလူကြီးကပြောတယ်အပြစ်မှာတကယ်ရှိခဲ့တဲ့အထောက်ထားကိုကားလေးနဲ့ပြပါလို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်မှရှိခဲ့တဲ့ကြုံခဲ့ရတဲ့ဖြစ်ရမယ့်အထောက်ထားကိုကားလေးနဲ့ပြပြီးတော့စင်စာတင်ပြီးတော့ရိုက်တာပါအဲ့တော့ဒီကားလေးကပြည့်သက်တွေအတွက်ကြည့်ရတာတကယ်ကိုဘယ်လိုပုံမလဲ ကျိုးကျေးဇူးရှိတဲ့ကားလေးတစ်ကားဖြစ်လာပါပါခင်ဗျာကျွန်တော်တို့ကစပြီးတော့ဇလန်တွေတခုပန်ဒီပဲဆိုရဲအစရဲအဖက်ဖက်ကပြည်စုံပြီးထင်တော့မှကျွန်တော်တို့ကပန်ဒီတောင်ပေါ့နော်ဒါပထမအချက်ပေါ့အဲ့တော့ပညာရှင်တွေထောက်ပြမယ်ဆိုရင်လည်းထောက်ပြစရာဟာဘွဲမရှိအောင်ကျွန်တော်တို့ကဆက်ကိုအစရဲပြင်ဆင်ထားတယ် script တွေရောဒီ dialogue တွေရောအစကျွန်တော်တို့ကပြင်ဆင်ထားတယ်ပြီးတော့အမကုနာမေးသလိုပဲအဲဘာသာရေးယူတာအခြေခံပြီးတော့ရိုက်ထားတဲ့ကားဖြစ်တဲ့သူကအဲကုနာအခုပြောသလိုကန့်ကန့်ယူကျွန်တော်တို့ကောင်းဖို့အတွက်ပေါ့ပဲညှို ုံးနဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ဖို့အတွက်ကောင်းတာလုပ်ဖို့အတွက်ပဲသိုးကောင်းမှုနေပြပြီးတော့ဒီလိန်တွေလည်းပါမယ်ကောင်းတဲ့အရာတွေလည်းပါမယ်နောက်ဆုံးဆိုနောက်ဆုံးကျွန်တော်ဆိုရင်သာသနာ့ဘောင်လေးကိုဝင်သွားတယ် ဆိုတာကြီးကြီးပါပါတယ်။ကောင်းနေဘက်ကိုပဲမြောင်းဦးလှည့်ပြီးတော့ကျွန်တော်ဖန်ပြီးပြတ်ထနေပေးတာ။ဒီကားကိုကန်းလန်းတဲ့အခါပါပေါ့နော်။ဒီကားထဲမှာညီမလေးကနတ်ဆရာအဲသူကကြတော့လေပညာရက်တစ်ခုပိုင်ဆိုင်နေတယ်သူကျွန်တော်လည်းပညာရက်တစ်ခုပိုင်ဆိုင်နေတယ်ဇက်သိန်းမှာအဲညီလေးကသူကဘာသာရေးပေါ့နော်သူဖုန်းကြီးကိုတက်ခါပါတယ်။အဲ့ဒီတူကနည်းနည်းနည်းလှုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ production ကနေပြီးတော့ထပ်ကြအောင်ရွေးချယ်လိုက်တာအရန်မှန်သွားတယ်ပေါ့နော်ကျေးဇူးအရန်တင်ပါတယ်အဲအဲဘူးကပြောရပါလားကျွန်တော်တို့က character တစ်ခုကိုကျွန်တော်တို့ကဖန်တီးမယ်တာဝန်ယူရဲဆိုရဲအဆုံးအထိကိုတာဝန်ယူရမယ်တာဝန်ရအမှုပညာဒမာတိုင်းမှာရှိတယ်ဒါမှစစ်မှန်တဲ့အမှုပညာရှင်ဖြစ်မှာဆိုတော့ကျွန်တော်တို့ကအခုမှမဟုတ်ဘူးအမှုပညာတွေကိုစဝင်နေရလုံးမယ်ဆိုကျွန်တော်တို့ကအဆုံးအထိလုံးမယ်ပြောရအောင်မလုပ်ဘူးဆိုလုံးဝမလုပ်ဘူးလက်မကြည့်ဘူးအဲ့ဒီတည်းမှာပါဘူးဆိုတော့ ပြန်တဲ့အရာတွေထားလိုက်အောင်ဘာသာရေးတွေပါခါဒီထဲမှာလောရမယ်ဆိုတဲ့အရာအခုကျွန်တော်အဆုံးထိလုပ်အဆုံးထိလုပ်ပြီဟုတ်ကဲ့ပါကျွန်တော်တို့ကာလီထွက်လာတဲ့ခါကြလို့ရှိရင်အားပေးပါဦးကျွန်တော်တို့မောင်တမတရီအကောင်းဆုံးလေးကျွန်တော်တို့စူးစမ်းထားပါတယ်ဟာခွဲမရှိစူးစမ်းထားတယ်တကယ်လို့မြန်ဇကာလီထွက်လာတဲ့ခါပြည့်သက်တဲ့အကြိုက်တွေ့တယ်ဆိုလို့ရှိရင်အများကြီးအားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ကျွန်တော်မောင်တမရေအကောင်းဆုံးစူးစမ်းပါတယ်ဟုတ်တယ်ပြည့်သက်တဲ့အကောင်းဆုံးဖြစ်မဲ့ကာလီဖြစ်မဲ့လို့ပြောချင်ပါတယ်ဟုတ်